အယ်ဇာဘေတော့အကျဉ်းထောင်မှာကဲနိုင်ငံသားမြန်ပြန်လှုပ်ဆေးလို့ကြောင်းထရန်ဆုံအမေရိကန်သမ္မတအတော်နဲ့ထရက်ကအယ်ဇာဘေတော့အကျဉ်းထောင်တွင်အကျဉ်းပယ်ရဆုံးမှုတွေနဲ့အကျဉ်းချနေတဲ့အမေရိကန်နိုင်ငံသားတွေကိုပြန်လည်ဆေးလှုပ်လို့ကြောင်းအပီလာ၁၄ရက်က AP သတင်းမှာဖော်ပြပါတယ်အမေရိကန်သမ္မတအတော်နဲ့ထရကအမေရိကန်နိုင်ငံသားတွေဖြစ်တဲ့အကျန်းဖက်ရဆောက်ကောင်တို့ကိုဆာရာဒိုရန်အချင်းတောင်တွေစီပြန်ဖို့လို့ကြောင်းပြောကြားလိုက်တာဖြစ်ပါတယ် ဒါနိုင်ငံသားအခွင့်အရေးကိုလှုပ်ဆော်ပေးတဲ့အဆိုပြုချက်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကညီကြောင်းဥပဒေပညာရှင်အများပြားကရှုံးမြင်ကြပါတယ်။ဂျန်ဒန်နဲ့အခြေအနေတွေကြောင့်လူသိများတဲ့ El Salvador အကျဉ်းထောင်ကိုအမေရိကန်နိုင်ငံသားတွေပို့ဆောင်ရမှာအခက်အခဲတွေရှိနေတာကြောင့်အစိုးရဖွဲ့ကတရားဝင်နီးလန်းတွေရှာဖွေဖို့ဂျိုးပန်းနေကြောင်းတာမနာထရက်ကပြောကြားထားပါတယ်။လက်ရှိဥပဒေအရအမေရိကန်နိုင်ငံသားတို့ကိုနိုင်ငံတွင်ကနေ အသင်းအချက်ဖဲရှားနိုင်တဲ့တခုတီတော်နီလန်းရှီဟန်သူတယ်လို့သိရပါတယ်ဒါကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကအယ်ဆာဘေတော့အကျဉ်းထောင်မှာအကျဉ်းချနေတဲ့အမေရိကန်နိုင်ငံသားတွေကိုပြန်လည်ဆေးလွှတ်လို့ကြောင်းပြောကြားလာတာဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။